စိမ့်လန်းသောတစ်တောတစ်ခုတွင်မြောင်လေးယုံလေးတမင်လေးငှက်လေးတို့နေထိုင်ကြသည်သူတို့သည်တဘာဝအနှနှင့်ပျော်ရွှင်စွာနေထိုင်နေကြတော်လဲတနေ့တွင်လူသားများတစ်တောအနီးသို့လာရောက်ပြီးအမိုက်များဆုံပစ်လာကြသည်ပလတ်စတစ်ဘူးများဖန်ကွက်များစကူများသည်ချောင်းများမြေပြင်များကို ဖုံးလွှမ်းလာကတစ်တောများပျက်စီးလာသည်ယုံလေးသည်ချောင်းရည်တောင်းရန်သွားစဉ်ပလတ်စတစ်အိတ်ဆွမိပြီးအတက်ရှုကျက်လာသည်။မျက်လေးသည် တစ်ကိုင်းပေါ်ကအမှိုက်များကြောင့်အတိုက်ပြက်သည်တမင်လေးသည်ဖန်ခွဲဆများကြောင့်ဒဏ်ရာရသည်မြောက်လေးကဒါရီပေကလာတာလဲငါတို့ဘာလို့ရမလဲဟုစိတ်ပြက်អော်လိုက်သည်ထိုအခါတတော်ရဲ့အသက်ကြီးဆုံးဖြစ်သောလက်ကြီးက သူတို့ထံသို့ရောက်လာပြီးစိတ်မပြည့်ကြနဲ့ပြဒနာကို အတူတကွဖြေရှင်းမယ်ဟုပြောသည်လက်ကြီးကလူသားတို့၏အမှိုက်များကို ပြန်လဲတုံးချနီးကိုတင်ပြပေးသည်တတော်ဂရိဆန်များသည် အမိုက်များကိုရွေးချယ်ပြီးပြန်လည်တန်းစင်ကြသည်။မြောင်လေးကတစ်ပင်များပေါ်ကအမိုက်များကိုကောက်ယူသည်။ယုံလေးနှင့်တမင်လေးကမြေပြင်ကိုရှင်းလင်းသည်။ငှက်လေးကလူသားကြီးရွာသို့ပြန်သွားပြီးတည့်ရွက်ပေါ်တွင်ကျေးဇူးပြု၍တတော်ကိုတန်ရှင်းအောင်ထားပါ။ခုစာတိုလေးကချထားသည်တဖြည်းဖြည်းလူသားများကတတော်ဒရိစံတို့၏ကြိုးပမ်းမှုကိုသတိထားမိလာသည် သူတို့သည်အမိုက်များကိုပြန်လဲဆုံးပစ်ခြင်းမပြုဘဲပြန်လဲတုံးဆွဲခြင်းတစ်တော်ကိုတန်ရှင်းအောင် ထိမ့်သိမ်းခြင်းတို့ပြုလုပ်လာကြသည်နောက်ဆုံးတွင်တစ်တော်သည်ပြန်လဲစိမ့်လန်းလာပြီးတရိษံများလည်းပျော်ရွှင်စွာနေထိုင်ကြသည်တဘာဝသည်အလုံးနှင့်ဆိုင်သောအိမ်တလုံးဖြစ်သည်ငါတို့ဆုံးလိုက်သောအမိုက်တစ်ခုသည် အခြားသူများအတွက်ဘေးအနေရဖြစ်စေနိုင်သည်တန်ရှင်းရေးကိုဂယုစိုက်ပါပလတ်စတစ်အသုံးပြုမှုကိုလျှော့ချပါဤပုံပြင်လေးသည်ကလေးများအားတဘာဝထိမ့်သိမ်းရေးနှင့် ပလတ်စတစ်ဘေးအန္တရာယ်အကြောင်းတိမှတ်စေရန်ရည်ရွယ်ပါသည်